်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်မဒီပီပီယုံမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနတ်ဆက်မြို့နယ်ကရားကြီးရွာကိုအော်တိုဘာလ23ရက်မိုးလယ်ပိုင်းမှာစစ်တပ်ကဗိုလ်ကျဲတိုက်ခိုက်ခဲ့တယ်လို့ PSLF TNLA သတင်းနဲ့ပြည်ချရေးဌာနရဲ့သတင်းထုတ်ပြန်ချက်နဲ့ဒေသခံတွေကပြောပါတယ် နက်ဆက်မြို့နယ်ကရားကြီးရွာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့အော်တိုဘားလ73ရဲ့နေ့လယ်ပိုင်းမှာဗုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးစာတင်ကျောင်းကို ထိသွားတယ်လို့ဒေသခံမျိုးသားတယောက်ကပြောပါတယ်။အဲ့ဒီလိုဗုံးကျဲခံရတဲ့အချိန်ကြောက်ဖွစ်ထားတာဖြစ်ပြီးလက်ရှိကျေးရွာမှာဖုန်းလိုင်းတွေဖြတ်တောက်ခံထားရလို့အခြေအနေသေးစိတ်ကိုမသိရသေးဘူးလို့ဆိုပါတယ်။ ဘုံကကျေးရွာတွေကနေရာတစ်ခုကိုကျဲသွားတာဖြစ်ပြီးစာတင်ကျောင်းထဲနဲ့ကျေးရွာထဲနှစ်နေရာကိုကြာရောက်ခဲ့ပြီးစာတင်ကျောင်းပောက်ွယ်မှုမှာတော့လက်တလောလူတွစ်ခိုက်တာမကြားရသေးဘူးလို့ဒေသခံအမျိုးသမီးတယောက်ကပြောပါတယ်။လက်ရှိမှာတော့စစ်တပ်က TNL ထိတ်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒီပေါ်မြို့ကိုဦးတီကထိုးစစ်ဆင်နေပြီးဒီပေါ်မြို့နဲ့အရှိမိုက်ခန့်အကွာအထိစစ်ကောင်စီတွေရောက်ရှိနေတာဖြစ်ပါတယ်။ အော်တိုဘလာ၁ရက်နေ့ကနေအော်တိုဘလာ၁၇ရက်နေ့အထိမိုးကုတ်မိုးမိတ်ကြောက်မဲသီဘောနမ်မတူမန်တုံနတ်ဆက်မြို့နယ်တွေမှာတက်ပွဲဖြစ်ပွားတာမရှိဘဲလေကြောင်းတက်ခိုက်မှုကြောင့်ကလေးခုနှစ်ဦးအပါဝင်သေဆုံးသူ26ဦးနဲ့တရားရရှိသူ36ဦးရှိခဲ့တယ်လို့တအံ့အမျိုးသမီးအဖွဲ့အစည်းကလည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။ အေရီတိုင်းနယ်ကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားတွေထိခိုက်ဒဏ်ရာရတာများပြားတဲ့အတွက်အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲကပသိစစ်စေယုံမှာစေကုသနေရတဲ့လူနာတွေပြည်နေပြီးအာကစားကွင်းထဲမှာယာယီဆေးကိုဆောက်ကကုသပေးနေရတယ်လို့ပသိစစ်တပ်ရင်းနဲ့နှိဆက်သူတွေစီကသိရပါဗျာ။ အေရီတိုင်းတဲ့ကငတိုင်းချောင်းလေးမျက်နှာရေးကြီးအင်ကဘူနဲ့တာပေါင်းမြို့နယ်တွေမှာစစ်ကောက်စီတပ်နဲ့အာရခတပ်တော် AA ပူပေါင်းတပ်ဖွဲ့တို့အော်တိုဘာလပထမပတ်ကစတင်ပြီးတပ်ဖွဲ့တွေ ဖြစ်ပွားနေကစစ်ကောက်စီတပ်ဘက်ကထိခိုက်သူများပြားပြီးစေကူတာဖို့နေရမလုံလောက်တဲ့အထိဖြစ်နေတယ်လို့ဆိုပါတယ်ရှိရန်တပ်ပွဲတွေမှာတရားရသူများတဲ့အတွက်စစ်အုပ်တွေမှာ ရှိတဲ့ခရင်တွေမလောက်တော့ပဲစစ်တပ်ရဲ့အရှိမှရှိတဲ့ကစားကွင်းမှာ ယာယီဆေးုပ်ပုံစံနဲ့ကုသနေရတာလို့ပသိဆေးတက်ရင်နဲ့ဤဆက်သူတယောက်ကပြောပါတယ်ပသိဆစ်မြပြေတက်ရင်ဆမရလဲမှာလက်ရှိဆေးကုသမှုခံယူနေရတဲ့ဒဏ်ရာရရှိတဲ့စစ်သားအယောက်200ထက်မနည်းရှိနေပြီးတမတ်ဒဏ်ရာရရှိသူတွေကိုရေကြီးအမြောက်တက်344နဲ့ကျုံပြောခလာရ36တက်ရင်တွေမှာ ကုသပေးနေတာလို့သိရပါတယ်ရှင် တောင်ကိုရီးယားနိုင်ငံကယောင်ကျူးမြို့မှာဆက်အနာရှင်စနစ်ကျဆုပ်ရေးဆန္ဒပြပွဲနဲ့နေဦးတော်လှန်ရေးရမုံငွေ ထောက်ပို့နိုင်ရေးဖလားဘောလုံးပြပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါတောင်ကိုရီးယားနိုင်ငံ ground ချူးမြို့မှာမြန်မာနိုင်ငံသားတွေစုပေါင်းပြီးအာနာသိန်းဆန့်ကျင်ရေးဆန္ဒပြပွဲနဲ့ຫນွေဦးရမုံငွေထောက်ပို့နိုင်ရေးဖလား ဘောလုံးပြိုင်ပွဲအခုလိုကျင်းပခဲ့ကြတာပါမွန်တော်ဒီနေ့ကတော့တောင်ကိုရီးယားနိုင်ငံရောင်ကျူးကနေပြီးအရှင်အဖြစ်ပြပါဆုံးကျင်းပတဲ့ပွဲဖြစ်တယ်လို့နေရာကတော့ဥဆန်ထဲမှာပါတော့ဘယ်လိုပဲဖြစ်ဖြစ်လင်းတဲ့ခွဲကာလတိုင်မှာတောင်ကိုရီးယားရောက်နေတဲ့တော်လန်တက်ကြွတွေရဲ့နိုင်တဲ့ဘက်ကနေရမွေရရှိရင်ထောက်ဖို့နိုင်ဖလားဘောလုံးပွဲတွေကိုအင်တိုင်းအားတိုက်ကန်ပြီးတော့တော်လန်ရေးစိတ်သက်တက်ကြွသူများလည်းအားကြီးအခုချိန်ထိ ဝင်းရနေတာကိုတွေ့ရတော့ဘုံဘုံနေနဲ့အမတမဝန်တာပြီးဖြစ်ရပါတယ်အာနာယူစမင်တို့ကနေကြာဆုံးတဲ့အထိကတော့ဘုံဘုံတို့စိတ်တူကိုတူဆက်လက်ဘက်ကောင်းတို့ပါဝင်ဆင်နွှဲကြပါစို့လို့ဒီနေရာနေတိုက်တွန်းစကားဆိုပါတယ်ကြပြိုင်နဲ့ထဲမှာပဲຫນွေဦးတော်လာရေးခွန်အားမြင့်တင်ရေးဟောပြောပွဲတွေလည်းပြုလုပ်ခဲ့ကြပါသေးတယ်။ ်အခုချိန်မှာတိုက်ပြီးကြမ်းနေတော့တိုက်ပြီးနင်းနာနေလို့ငါတို့အတန်းနဲ့ပါနေတာနော်ရောက်တော့ဒါကြီးကတိုက်ပွဲပြီးလို့ချင်းအာဒါရှင်ပြောင်းကြရည်တိုက်ပွဲဝင်ကြပါလို့ပြောကြရည်နဲ့ကျွန်တော်စီဟောကောလီကုန်းချုပ်တယ်အရေးတော်ဘုန်းငါတို့ခလုံးလူတွေအရေးတော်ဘုန်းဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ YouTube နဲ့ Channel ကိုကမ်းစားမိသား အခုလိုဒီတော်လိုင်းရပါဘူးဘက်မှာတတတအားပါဝင်ပေးခြင်းဟာလေတော်လိုင်းရေးမှာပါဝင်ပေးခြင်းဖြစ်ပါလေတို့ဒီလကောင်းပဲကျွန်တော်တို့အခုအားကစားနေလေဒီတောင်ကိုရီးယားလူနိုင်ငံမှာဒါဘလို့အားကစားနေလေအခုလိုလောက်ရတာလေဒါကုန်ယူဖို့ကောင်းပါလေဒါအတွက်ဂျေဆုအများကြီးလည်းကျင်ပါလေဒီဘုံဘာမှာအားလုံးကိုတွေ့ရတာလေအရင်ကောတာပါလေအတိကကျွန်တော်တို့စီလုံးကြစီကျင်ပါလေတောင်ကိုရီးယားမှာပဲဖြစ်ဖြစ်တကဘာလုံးမှာပဲဖြစ်ဖြစ် အဆိုးတွေပေါ့နော် negative တွေကိုအတတ်နိုင်ဆုံးနားမထောင်ပဲနဲ့အကောင်းဘက်ကပဲစဉ်းစားပြီးတော့တော်လှန်ရေးကိုပဲရှေ့ဆက်ပြီးတော့ဆက်လက်ကြီးတက်ပေးကြပါစို့လို့ပြောကြရင်လည်းမိကုံချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်စစ်တပ်အာဏာသိမ်း၅နှစ်အတွင်းတောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဟာ အပတ်စဉ်ဆန္ဒပြပွဲတွေပြုလုပ်နေကြသလိုရန်ပုံငွေရှာပွဲတွေလည်းတပြိုင်တည်း ပြုတ်လုံနေကြပါれခမညာကျွန်တော်မောင်တူပါမတာကစကမှာစစ်တပ်ကအာဏာသိမ်းဖို့ကြိုးပမ်းနေတယ်လို့ဘယ်ရောက်နေမှန်းမသိတဲ့သမရအန်ဒရီရာဂျိုလီနာရဲ့ယုံကအော်တိုဘားလ7ရက်နေ့မှာဆွဆွဲပြောဆိုလိုက်ပါတယ်။ နိုင်ပိုင်းအကြမှာတော့စစ်မှုတန်းကုတ်ကေးစင်တာကပ်ဆက်လို့ခေါ်တဲ့အထူးတပ်ဖွဲ့ကသူတို့ဟာကြီးရဲလေတပ်အားလုံးကိုထိတ်ချုပ်လိုက်ပြီးလို့ကြေညာခဲ့ပါတယ်။ဒီကပ်ဆက်အဖွဲ့ဟာ2009ခုနှစ်တုန်းကသမရဂျိုလီနာကိုအာဏာရအောင်ကူညီခဲ့တဲ့တပ်ဖွဲ့ဖြစ်ပြီးအခုတော့ဂျင်စီလူငယ်ဆန္ဒပြသူတွေဘက်ကနေယက်တီလိုက်တာဖြစ်ပါတယ်။ ရေနဲ့လျှက်စစ်မီပြတ်တမှုတွေကနေစတင်ခဲ့တဲ့လူငယ်တွေရဲ့ဆန္ဒပြပွဲတွေဟာ အလုံးလက်မဲ့နှုံမြင့်မာမှုအချင်းပြတ်ချစာမှုနဲ့နေထိုင်မှုစရိတ်ကြီးမြတ်မှုတွေအပေါ်မကျေမနပ်မှုတွေအဖြစ်ကျေပြက်လာခဲ့ပါတယ်ကပ်ဆက်တက်မှုကတော့အာနာသိမ့်ဖို့ကြိုးစားတဲ့ဆရဲဆွဲချက်ကိုပယ်ချခဲ့ပြီးဘူချုပ်ကြီးဒီမော့စတင်ပီကူလတ်စ်ကိုစစ်ဦးစီးချုပ်တဲ့အဖြစ်ခန့်လိုက်တယ်လို့အတည်ပြုခဲ့ပါတယ်။ဒါဟာပြည်သူလူထုရဲ့တောင်းဆိုမှုကိုတုံ့ပြန်တာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ သုံးပတ်ကြာမြင့်ခဲ့တဲ့ဒီဆန္ဒပြပွဲတွေအတွင်းအကြက်ဖက်နှိမ်နင်းမှုတွေကြောင့်လူ22ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပေမဲ့အစိုးရကတော့ဒီအရေးအတွက်ကိုညှင်းဆိုထားပါတယ်အာဖရိကသမဂ္ဂကတော့ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုစိုးရိမ်ကြောင်းနဲ့နှစ်ဖက်စလုံးတည်တည်ငြိမ်ငြိမ်ဖြေရှင်းကြဖို့တိုက်တွန်းထားပါတယ်ရှင်။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်